ားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ည channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်စိတ်ဝင်စားဖွယ်ဇလံကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါရှင်။သုံးလော်ရှိမိမိရဲ့ဧကရီကြားမစပင်ညက်နဲ့အလားပြုပြင်ရေးဆိုင်အတွင်းကို ဝင်လာတဲ့အသက်40ဝန်းကျင်ရှိအမျိုးသားကြီးတအူးကိုစင်စင်ကကြွားပါရှင်လို့ဖိတ်ခေါ်လိုက်တယ်။ အမျိုးသားကြီးမှစတိုင်ပေါင်းမီနဲ့စပူရှက်နဲ့နေကမျက်မှန်နဲ့ဖြစ်သည်ဝေစားစင်ရင်ပုံမှာရုပ်ရှင်မင်းသားစတိုင်ဖြစ်တော်လေရုပ်ရှင်ထဲမှာတော့စိမ့်စိမ့်မကြည့်ဘူးပါမျက်နာမှာတော့ကြမ်းတမ်းပြီးချောမောခြင်းမရှိပါသူကနေကမျက်မှန်ကိုဟန်ပါပါ ချွတ်လိုက်တယ်လက်မကင်လာတဲ့ကင်မရာကိုလေသဝဲကုံတစ်ခုပေါ်ကိုတင်လိုက်တယ်စပင်းညက်ချင်လို့ပါ သူကခက်တီတီနေပြောတယ်ရပါရဲ့ရှင်ခုံမော်ကိုကြွပါ စိန်စိန်ကစုံလေခုံမော်ကို နေရယူရန်ညွန်ပြလိုက်သည်စိုက်မဝင်တန်းတွေမထားဘူးလားအရင်ကတော့ရှိပါသေးခုတော့သူတို့ကစိုင်းနေခွဲထောင်ကုန်ကြပြီကျမလည်းတပည့်ထက်မရှာတော့ဘူးဝါဒနာအရသာဆက်ဖွင့်နေတာပါစီးပွားရေးအနေနဲ့ကတော့တိတ်မကြိုက်လာပါဘူးမှန်တာပေါ့ဒီနေရာကလည်းလမ်းမပေါ်မှာမဟုတ်ဘူးလေပြီးတော့တုံးတော်မှာဆိုတော့လေဟုတ်ပါတယ်ဒီတဝိုက်ကရင်းနှီးသူတွေနဲ့ပေါ့တယ်တွေပဲအလားများကြပါတယ် ဒါကြောင့်လူရှင်းနေတာပေါ့ဘလို့ညှက်ချင်တာပါလေရှင်နည်းနည်းညှိယုံပါတိတ်တူသွားရင် ကျုံမျက်နှာနဲ့မလိုက်ဘူးကောင်းပါပြီစိန်စိန်နှချုံလွားကိုသူ့ကိုချုံပေးပြီးကက်ကြီးနဲ့ဘီးကိုကင်ကသပင်ညှက်ချင်းကိုစားလိုက်သည်ဆိုင်ကိုအိမ်နဲ့မတွဲပဲနဲ့တိတဲ့နေရာကောင်းကောင်းမှာဖွင့်ဖို့ကောင်းတယ်။อืมကြည်ရတာက အမျိုးသားကတိတ်အာမပေးဘူးထင်တယ်။စင်စင်ကပြုံးလိုက်မိတယ် ဒီလူကအကဲခတ်တော်သားပဲလို့စိတ်ထဲကကြီးကျူးလိုက်မိတယ်။ဟုတ်ပါတယ်။အမှန်တော့ထိုသူကိုစိမ့်စိမ့်တကားမှမမြင်ဘူးပါ။ဒီနာတဝိုက်ကိုယခုမှပြောင်းလာခြင်းဖြစ်ဟန်တူတယ်။အမျိုးသားကကားကလေးနဲ့ထွက်ထွက်သွားတာတွေ့တယ်။သူကဘာလုပ်တာလဲ။ကားပွဲစားပါ။အမျိုးသားကဒီကညမထံငေးပုံရတယ်နော်။ ဆက်ဆူလိုက်တာလို့စိမ့်စိမ့်တွေးမိတော့လေမိမိရဲ့ဖောက်တွေကိုလိုက်ရောဆက်ဆန်ရမှာမို့ဟုတ်ကဲ့လို့ပဲပြောဖြစ်တယ်။တိတ်လဲလွတ်မထားနဲ့ဦးနော်။သူ့ရဲ့စကားကြောင့်စိမ့်စိမ့်ရင်ထဲမှာလှုပ်ခနဲခံစားလိုက်ရတယ်။မောင်ကိုစိမ့်စိမ့်ချစ်တယ်။ချစ်လို့အလိုလိုက်တယ်။မောင်မျက်နှာမညှိုးစေရ။မောင်ကငယ်လို့လေစိမ့်စိမ့်ကပို့ပြီးတော့အလျော်ပေးရတယ်။သို့တော်လေမောင်ကအပြင်မှာနည်းနည်းခြေများကျင်နေ။အကြောင်းပြလိုက်ရင်တော့အလုတ်ကြီးတော့ အင်းပြန်နောက်ကြရက်ကများရီပြန်လာရင်လေမူလာတက်တာကများရီတရက်ကလေကားကလေးနဲ့ဆိုတော့ခြေကတိတ်သွားတာလေခြေသွက်တာအကြောင်းမဟုတ်ဘူးကားတိုက်တာတွေဘာတွေရှင်စိန်စိန်ရင်ထဲမှာဒန်ကနေစောင့်ကုန်နေလက်ကညှက်လက်ဆအလုပ်တွေရက်သွားတယ်လွန်ခဲ့တဲ့တစ်ပတ်ကအေးအတိအကျပြောရရင်တနေ့ကပေါ့ညဆယ်နိုင်ခွဲလောက်ရှိမယ်ကားရစင်းကလူကြီးတယောက်ကိုတိုက်သွားတယ် လူကြီးဟာကားတိုက်ခံရပြီးပွဲချင်းပြီးဒေဆုံးသွားတယ်။ကားကရက်မလို့လုပ်ပြီးမှမရက်ဖဲမောင်းပြေးသွားတယ်။ကားလမ်းမပေါ်မှာကလူရောကားရောရှင်းနေတာ။ကျုပ်တယောက်ပဲဟော်ဒီကင်မရာလေးနဲ့ညာဘက်ထွက်တဲ့ငှက်ကလေးတွေကိုဓာတ်ပုံရိုက်မယ်လို့စောင့်နေတာ။ကျုပ်ကသတင်းထောက်လေ။ဒါနဲ့ကျုပ်လည်းကြ བྱ ကြရမောင်းပြေးတဲ့ကားကိုဓာတ်ပုံရိုက်ယူထားလိုက်တယ်။စိမ့်စိမ့်လက်ထဲကဘီးလိုကျသွားခဲ့တယ်။စိမ့်စိမ့်လက်ကလေးတွေတုံနေတယ်။ ကျမ်းမြေမောကြသွားတဲ့ဘီကိုကုန်းကောက်ရင်ပြတ်သွားတဲ့မျက်နာကိုထို့သူမမြင်စေရန်ကြိုးစားနေလိုက်တယ်။ထို့သူကမှန်နေကတဆင်စိမ့်စိမ့်ကိုကြည်နေတယ်။စိမ့်စိမ့်ခေါင်းထဲမှာ မီးနီတွေမီးဝါတွေပြနေတယ်။စနေနေ့ည10:00နာရီကဟုတ်ပါပြီ။တေချာပါတယ်လို့လည်းတွေးမိတယ်။ဂျူညာကခမှုမှုနဲ့ပြန်ရောက်လာတယ်။စိမ့်စိမ့်ကမောင်နှောက်ကြတော့အောက်မှာစင်းဆောင်နေတယ်။မောင်ကကတရီးတရိုင်ဝင်လာပြီးစိမ့်စိမ့်ရှိမှရက်တယ်။ မောက်ကရှေးဘိန်းဖုံးနေရာမှာပိန်ချိုက်နေတယ်။အနီဇက်တွေလည်းတွေ့ရတယ်။စိမ့်စိမ့်တုံလှုပ်သွားတယ်။ငကိုကကြောက်တတ်တဲ့စိမ့်စိမ့်မှလန့်ပြီးခြေလက်တွေအေးဆက်သွားတယ်။မောက်မောက်ဘာဖြစ်လာတာလဲ။ကားနဲ့လူကိုတိုက်ခဲ့တာလား။မမကလည်းဗျာကြောက်နေပြန်ပြီ။တိုက်ခဲ့လေဘာဖြစ်လဲ။ညာကြီးမင်းကြီးဘသူမှမမြင်ဘူး။မနေ့ကကားကိုဘော်ရီယုံမှာတွားပြီးပြင်လိုက်ရင်ပြီးပြီ။လာပါအဲ့ဒါဂယုမဆိုင်စမ်းပါနဲ့။ အဲ့ဒါကာသမားကတာဝန်မဲ့တာပဲဗျသူသူရဲ့စကားကစိတ်ချင်းရဲ့အတွေးကိုဖျက်လိုက်တယ်ရဲအဖွဲ့ကအဲ့ဒီလူကို လိုက်ရှာနေတယ်ခုထိတော့ရဲအဖွဲ့ကအဲ့ဒီလူအဲ့ဒီကားကိုမသိသေးဘူးသူတို့အနေနဲ့မျက်မြင်သက်သေးလဲရှာမရသေးဘူးဘယ်ရှာရမလဲမျက်မြင်သက်သေးကကြောက်ပဲရှိတာဟုတ်ဟုတ်ကင်မရာတွေက ဖလင်ကသက်မဲ့သက်သေးအကောင်ဆုံးသက်သေးတွေပေါ့ဗျာစိမ့်စိမ့်လက်ထဲကကကြီလွတ်ကြသွားပြန်နေကကြီကိုစိမ့်စိမ့်ကောက်ယူစဉ် ်ထိုသူထံကရည်တန်ထွက်လာ၏။ဒါလောက်လဲမစိုးရိမ်မထိတ်လန့်သွားပါနေဗျာ။ကျုပ်ရဲအဖွဲ့ကိုမပြောပါဘူး။ဓာတ်ပုံလည်းမအပ်ပါဘူး။နားလည်မှုရှိရင်ပေါ့ဗျာ။ရှင်။ဒီလိုနဲ့ထိုသူစိမ့်စိမ့်ထံကိုရောက်လာခဲ့သည်မှနှစ်ကြိမ်ရှိသွားပြီ။သူတောင်းတဲ့ငွေ၅တောင်း၅တောင်းနှစ်ကြိမ်ကိုပေးလိုက်ရပြီ။မပေးလို့လည်းမဖြစ်။မပေးရင်ထိုသူကရဲအဖွဲ့ကိုဓာတ်ပုံနဲ့တကွတတ်သိခံမေး။ ဒုတိယကြိမ်လာစဉ်တုန်းကဓာတ်ပုံတစ်ပုံမှာပြခဲ့တယ်။သူ့ရဲ့ကင်မရာထဲမှာ ရိုက်ထားတဲ့ဖလင်ကိုကူးစေးလာခဲ့တယ်။မှန်ပါတယ်။မောင်ကမှမောင်ကစိမ့်စိမ့်မြည်သူညင်းရပါ။မောင်ကိုစိမ့်စိမ့်ချစ်တယ်။မောင်ကိုဒုက္ခမရောက်စေခြင်းနှင်းများစွာ မောင်ထောင်ထဲသွားနေရမည့်အဖြစ်ကိုစိမ့်စိမ့်မလိုလားဥပဒေကိုစိမ့်စိမ့်မကျွမ်းကျင်ပြီမေလူတယောက်တည်ဆုံးမှုဖြစ်တာကြောင့်ထောင်တန်း6နှစ်9နှစ်တော့အနည်းဆုံးကြမယ်လို့ထင်နေ ်ထိုသူကတာဝန်မဲ့ရှောင်ပြေးတဲ့အတွက်အမှုကပိုကြီးသွားတယ်လို့ပြောသည့်မှလေးဖြစ်နိုင်နေထိုသူအကြောင်းကိုမောင်ကိုမပြောပြဖြစ်ပါမောင်ကိုစိတ်တော်ကမရောက်စေလိုလို့ဖြစ်တယ်အသေးတမကချီရတဲ့မောင်အတွက်စင်စင်ကမောင်မသိအောင်ဖြေရှင်းရမယ်တဖက်လည်းနေထိုစနေနေ့ညအကြောင်းကိုမောင်ကိုမေးကြည့်တော့လေမမကလေဗျာအဲ့ဒါဘာလို့မေးနေတာလဲမောင်ကဂယုမထားတယ်လို့ပြန်ပြောခဲ့တယ်စိုးရိမ်လို့ပါမောင်ကြီး မမကမောင်ကိုချစ်လို့စိုးရင်တော့မောင်သိပါရဲ့အဲ့ဒါစိုးရင်ဆရာမမဟုတ်တာလူကိုတိုက်မိပြီးတည်သွားတာဆိုရင်မမကလည်းကြံဖန်ကြောက်နေပြန်ပြီအဲ့ဒီညကမောင်မမကိုနောက်ခဲ့တာပါ လူကိုတိုက်တာမဟုတ်ပါဘူးခွေးတကောင်ကိုတိုက်ခဲ့တာပါမောင်မောင်ပြောတာတေးချာရဲ့လားမောင်ကမူးနေတာလေမူးပေမဲ့လူနဲ့ခွေးကိုတော့ခွဲခြားနိုင်ပါတယ်မမရဟိုနေ့ကသတင်းစာထဲမှာတော့ ညာကြီးမင်းကြီးလူတိုက်ပြီးထွက်ပြေးသွားတဲ့ကားကိုရဲဖွဲ့ကအပူတပြင်းရှာနေတယ်ဆိုတဲ့သတင်းပါတယ်မောင်ဟုတ်လားအဲ့ဒါဘယ်နေ့ကတည်းလဲစနေနေ့ညကဘယ်နေရာမှာတည်းလဲကိုကိုခိုင်းဘက်မှာอืมအဲ့ဒီညကမောင်အဲ့ဒီဘက်ကပြန်လာတာပါကားတိုက်မှုဖြစ်တာမတွေ့ပါဘူးမောင်တိုက်ခဲ့တာဖြစ်နိုင်တာပေါ့အာမမကလေမောင်ကခွေးကို တိုက်လာတာပါ မောင်ကလူကိုတိုက်ခဲ့ရင် ခုလောက်ဆိုရဲကမောင်ကိုလာဖမ်းမှာပေါ့မောင်ပြောတော့ညာကြီးမင်းကြီးဘသူမှမမြင်ဘူးဆိုမောင်မမကိုအမှန်ပြောပါလား။အိုဗျာမမကအပူမဟုတ်တာအပူလုံနေပြန်ပြီ။အဲ့ဒါမေးလိုက်တော့မောင်တန်ကတီးကြတဲ့ဝန်ခံချက်မရခဲ့ပါ။သို့တော်လည်းမောင်စကားတွေနဲ့ဇနီးနေညာကအဖြစ်များဟိုလူနဲ့စကားများကတိုက်ဆိုင်စီရောနေထို့အတွက်စိုးရိမ်ကြောက်လန့်မှုများနေတူဟိုလူကိုကြောင်းနဲ့ငွေပေးခဲ့ခြင်းမှာ။ မင်္ဂလာပါဝင်လာတဲ့ဧည့်သည်ကိုစိန်စိန်လန့်ကြည့်လိုက်တော့ဟိုလူနေကမျက်မှန်နေလူရင်းတွေတင်းခနေခုံကမျက်နှာမှာသွေးမရှိသလိုဖြူယော်သွားရီစိန်စိန်ထံကသူ့ငွေတောင်းမိမမစိန်ဘာဖြစ်ချင်လဲအဲ့ဒီလူကိုကျွန်တော်ရှင်းပြရမလားအိုးအဲ့ဒီလူပြောတာမဟုတ်ဘူးကြားလေမမပြောတာကအဲ့ဒီလူကိုစုံစမ်းပေးဖို့ဘာကိုစုံစမ်းရမှာလဲအဲ့ဒီလူကဘာလုပ်တယ်ဘယ်မှနေတယ် ဘာတွေကျူးလွန်ခဲ့ဘူးတွေစသဖြင့်ပေါ့ဟာဒီလိုချင်းချောင်းငွေကြီးရဲတဲ့သူဟာဒီလောက်ရဲတဲ့နဲ့ဥပဒေမဲ့လောက်ရကိုခက်ပြောင်ပြောင်လောက်ရဲတဲ့သူဟာပြစ်မှုကျူးလွန်ခဲ့ဘူးတွေဇားရှိတဲ့သူမျိုးနေမှာပဲမမစိန်ကရဲတိုင်လိုက်ပါလားဟဲ့ရဲတိုင်ရဲ့၅ယောက်ကြားရဲ့ကားတိုက်မှုပြဿနာကဘွားကနေပေါ်လာမှလေအဲ့ဒါလဲနင်စင်ဆောင်မမစိန်ရဲ့ယောက်ျားပြဿနာကိုပေါ်မှာကြောက်နေရင်တော့ဒီလူကဒီလိုပဲငွေညစ်နေအောင်ပါပဲ ဒါကြောင့်ပြောတာပေါ့ဟဲ့နင်ကစုံစမ်းပြီသူ့မှာပြစ်မှုတခုခုရှိနေအဲ့ဒီပြစ်မှုကို ဖော်လိုက် သူစီရိုက်နေသူ ထောင်ထဲဝင်သွားလိမ့်မယ်အပြောတာလွှဲတာလက်တွေကမလွှဲဘူးဘာမလွှဲရမှာလဲနင်ကဒီလောက်အပေါင်းသင်းစုံတာကျွန်တော်ကတော့နှစ်လက်မယ်ကြိုက်တယ်မမစိန်ယောက်ျားကိုကားတိုက်မှုအတွက်ရဲစခန်းမှာဝန်ခံခိုင်းဒါမှမဟုတ်ရင်ဟိုငွေညစ်တဲ့လူကိုအပြက်ရှင်းမလိုက်အဲ့ဒါအကောင်းဆုံးပဲမဖြစ်ပါဘူးဟဲ့နင်ပြောတာတွေနှစ်ခုလုံးငါရင်တုံပါတယ် ငါပြောတယ်လို့သာလုပ်ပေးပါ။ကောင်းပါပြီဗျာလုပ်ပေးမယ်။ကြံရမရတဲ့စုံစိမ့်စိမ့်က နေကမျက်မှန်နဲ့လူကြီးလူကောင်းကိစ္စကိုမောင်ဝမ်းခွဲဖြစ်သူကြားလေးနဲ့တွားပြီးတိုင်မင်းနေ။ကြားလေးကအပေါင်းသင်းစုံနေစကားဝိုင်းတကားနဲ့နှံ့ဆက်တဲ့ခက်ဆိုးဆိုးလူတွေနဲ့ပေါင်းနေ။ဒီတော့နေကမျက်မှန်နဲ့ငွေညစ်သူရဲ့နောက်ကျောင်းကိုစုံစမ်းခိုင်းရတယ် ရည်ရွယ်ချက်မှာပြည်မှုကျူးလွန်နေသူလူစုတအုပ်ဖြစ်ပါက သူပြည်မှုနဲ့သူတရားဥပဒေရဲ့စီရင်ခြင်းခံရအောင်ဆောင်ရွက်ရန်ဖြစ်တဲ့ထိုအခါမောင်ရဲ့ကားတိုက်မှုကိစ္စကပြီးသွားမယ်။သို့တော်တပတ်ခန့်အကြာကြားလီရောက်လာတဲ့အခါစိန်စိန်မျောလင့်တယ်လို့ဖြစ်မလာခင်။အဲ့ဒီလူကိုကျွန်တော်စုံစမ်းပြီးပြီ။မမစိန်ပြောတယ်လို့လုံးလို့မရအောင်။ဘာဖြစ်လို့လဲကြားလီ။အဲ့ဒီလူကလူစိုးမဟုတ်ဘူး။ပြည်မှုနောက်ခံမရှိဘူး။သိကြလား။ တေးကြတယ်။သူကရုပ်ရှင်ထဲမှာစွန်စားကန်းတွေလူစားထိုးရိုက်ရင်ဝင်လုပေးတဲ့အလုပ်ကိုလုပ်တယ်။သူမိမကမကြခင်ကကားတိုက်ခံရပြီးတေးသွားတယ်။အဲ့ဒီကားတိုက်ခံရတော့ကသူသမီးလေးပါပါတယ်။သမီးလေးကကားကိုထိပြီးအောက်ပိုင်းတေးသွားတယ်လို့ဖြစ်နေတယ်။အခုဆေးရုံတက်နေရတယ်။ဒီတော့ကျွန်တော်ထင်တာက သူ့မောင်ငွေလိုနေလို့မမစိန်ယောက်ျားကားတိုက်သွားတာလေးဖြစ်ရော။အကြံပေါ်ပြီးတော့မမစိန်ကိုငွေညစ်တာပဲ။စိန်စိန်စိတ်ပြတ်သွားတယ်။ ဒါဆိုငါဘာလုပ်ရမလဲကြားလေ။သူကလူဆုံးမဟုတ်တော့အခုလိုငွေညစ်တာကိုရက်သွားအောင်ကျွန်တော်တို့ကသူ့ကိုခက်ချမ်းချမ်းပညာပြန်ပေးလိုက်ရင်ရမယ်တင်နေ။သူ့ကိုတတ်မလို့လား။မတတ်ပါဘူး။နည်းနည်းပညာပေးအောင်ပါ။ဖြစ်နိုင်မှာမလား။စမ်းကြည့်တင်နေ။သူကြောက်သွားရင် နောက်ဆုတ်သွားမှာပဲ။နင်ပြဿနာတက်နေအောင်မေး။အာဒါကရပါတယ်အသေးဖွဲပါ စိန်စိန်ကသဘောတူလိုက်တယ်တုံးလေးရဲ့အကြမှာကြားလေးကဖုံးဆက်တယ် ။ "ఓకే သွားလောက်ပြီမမစိန်။သူ့ကိုကောင်းကောင်းပညာပေးလိုက်ပြီ။သူ့ဖြုံသွားတာသိကြတယ်။သူ့ကိုတတ်သွားပါလို့တော့ကြောက်ပြီးပြောတယ်။မမစိန်စီကိုသူ့လာရဲမှမဟုတ်တော့ဘူး။"ဟဲ့ငါစိတ်မလာဘဲနဲ့မောင်ကိစ္စကိုရဲသွားတိုင်းရောမပူပါနဲ့။တွားတိုင်းရင်ခမအတိပဲလို့သတိပေးခဲ့ပါရဲ့။စိမ့်စိမ့်ကတပြင်းချလိုက်တဲ့သူတစ်ပါးကိုနာကျင်ဒုက္ခရအောင်မလုပ်လို့ပါ။ ခတ်တာကဖြစ်လာတဲ့ပြဿနာကိုစိမ့်စိမ့်ကိုနိုင်ကလည်းမှန်ကန်စွာမဖြေရှင်းတဲ့ကြောက်တာကလည်းပါရီမောင်ဒုက္ခရောက်မှဆိုးတာလည်းပါရီကြားလေးဝင်ဖြေရှင်းပေးတာကိုပဲစိမ့်စိမ့်လက်ခံရှာရီကြားလေးအပြော့အရာဆိုရင် နေကမျက်မှန်နဲ့ထိုပုဂ္ဂိုလ်ကစိမ့်စိမ့်ထံကို ရောက်လာမှမဟုတ်တော့ပါတို့တော်လေအထင်နဲ့အမြင်ပါစင်အောင်လွဲသွားပြန်နေကြားလေးစီကဖုံးလာပြီးလေးရမြောက်တဲ့နေမှာသူစိမ့်စိမ့်စီကိုဆိုက်ဆိုက်မြဲမြဲရောက်လာပြန်နေ ူကိုမြင်တော့စိတ်စိတ်တကူလုံးတုံသွားတယ်ထင်မိတယ်။သူမျက်နာကထီမထင်မျက်နှာပြီးမျက်နာမှာဒဏ်ရာဒဏ်ချမ်းများတော့မပြောက်သေးပြီ။သူမျက်နာမှာသွေးအေးတဲ့အပြုံးတပွင့်ကိုစိတ်စိတ်မြင်ရတယ်။သူလာတာကလေထုံးစံတိုင်းနေဘက်ဆိုင်မှာလူရှင်းချင်းမောင်ကလည်းမရှိစိတ်စိတ်တယောက်တည်းကြားလေးတို့လောက်ခဲ့တာကိုတံပြန်လက်စားချည်တဲ့အနေနဲ့စိမ့်စိမ့်ကိုမြအန်တီအေပြူခဲ့ရင်စိမ့်စိမ့်ကြောချမ်းသွားရည် မျက်နှာမှာသွေးမရှိသလိုဖြူဖြော့သွားတာကို သူရိမ့်မိပုံရှားရီဒါဟာအော်ရှိပြီမကြောက်ပါနဲ့ကွာကျုပ်ကရရဆက်ဆက်လှုပ်တတ်တဲ့လူစားမဟုတ်ပါဘူးဒါပေမဲ့လူစိုးငားရိုက်တာခံရလို့ကြောက်သွားမယ်လူစားမျိုးတော်လည်းမဟုတ်ပြန်ဘူးမင်းမှားသွားပြီအိုးအဲ့ဒီလိုမမဟုတ်ပါဘူးကျမကကဲပါလေအဲ့ဒါထားပါကျုပ်စပင်တွေရှိနေတယ်ညက်ပေးစမ်းပါဟုတ်ဟုတ်ကဲ့ သူကခတ်တီတီပြီးစုံလေကလေးထိုင်ပေါ်မှာတက်ထိုင်နေသူစပင်ကိုညှက်ပေးဖို့ပြင်ရသည်မှာစိမ့်စိမ့်အဖို့ကြီးစွာသောဒုက္ခဖြစ်ရသည်ယခုအချိန်မှာဧည့်သည်တယောက်ယောက်ရောက်လာပါစေလို့ဆူတောင်းတော်လေဆူတောင်းကမပြေမောင်ကလည်းဒီအချိန်ပြန်လာတတ်လို့မရှိမင်းငားတဲ့လူစိုးတွေကိုဘယ်လောက်ပြီးရလဲ။အိုးကျမမငားပါဘူး။မင်းမငားဘဲနဲ့ဘယ်လူစိုးကကျုပ်ကို လာရှိုက်မှလဲ။အဲ့ဒီပတ်စံကျုပ်ကို ပေးလိုက်ရင်အကျိုးရှိမယ်ဟာကိုတဲလွဲသွားတော့နေ ကျမဟုကျမထားပါဒါပေမဲ့မင်းငားတဲ့လူစိုးတွေကလူငယ်လေးတွေလက်လဲမရဲပါဘူးအတွေ့အကြုံသိပ်မရှိသေးတဲ့ကလေးတွေပါကျုပ်ကကျုပ်ကို တခါတည်းတက်သွားစီကျင်တာမတက်သွားဘူးတကယ်ကသူတို့ကျုပ်ကိုတက်သွားရင်ပွဲကပြီးသွားပြီမင်းစီကိုကျုပ်မလာနိုင်တော့ဘူးပေါ့စိန်စိန်ကဘာပြန်ပြောရမှမသိသူပြောနေပုံကခက်အေးအေးပါစိန်စိန်မှာတော့ရင်းတွေခုန်လက်တွေတုံလို့ခြေပြားလက်ပြားတွေလေးအေးဆက်နေပြီ ူကငွေတောင်းအောင်မှာပဲသူတောင်းနေရင်ပေးရမလားစိန်စိန်ကတွေးတယ်မပေးရင်လည်းရမယ်မတင်မင်းယောက်ျားကသူ့ဘာသာရဲစခန်းမှာတော့ပြီး အဖမ်းခံမှုရောအစီအစဉ်မရှိဘူးလားရှင်သူအမေးကိုစိန်စိန်ကမဖြေတဲ့သူကရဲစခန်းမှာတော့အဖမ်းခံရင်လေကျုပ်ဝင်ရှုပ်လို့မရတော့ဘူးလေอืมသူကလည်းအဖမ်းမခံရင်ကျုပ်ကလည်းငွေလိုဆိုတော့အတွက်ကချထားတယ်လို့ကွက်တီဖြစ်နေတာပေါ့ မင်းကလည်းမင်းယောက်ျားထောင်ထဲရောက်မှကြောက်တယ်မဟုတ်လားဒီတော့လေကြုံတောင်းတာပေးပေါ့ကွာဘာတတ်နိုင်မလဲရှင့်ကိုငွေပေးရအောင်မလားဒါပေါ့ရှင်ဘယ်နှချင်းဘယ်နှခါထတ်တောင်းနေဦးမလဲကျုပ်လို့နေတဲ့ငွေမပြေမချင်းပေါ့ရှင်ရောက်မှလားကြည်လားမပေးချင်ရင်လည်းရှင်းရှင်းလေးပဲလေမင်းယောက်ျားကိုတွားပြီးအဖမ်းခံဒါမှမဟုတ်ရင်ကျုပ်ကိုတက်ကြိုက်တဲ့လမ်းကိုရွေးယုံမယ်စိမ့်စိမ့်ဒေါသနဲ့တုံနေတဲ့သူ့ကိုစူးစိုက်ကြည့်နေမိတဲ့ စိမ့်စိမ့်ရဲ့မျက်လုံးတွေကမီးဝင်းဝင်းတောက်နေတယ်။ဒါပေမဲ့လက်တွေကကြောက်ရွံ့မှုပါဝင်နေတော့ကက်ကြီးကိုတော့မနေထိန်ကင်နေရတယ်။အခုဒီအခန်းထဲမှာတခြားဘသူမှမရှိဘူး။မင်းနဲ့ကျုံနေပဲရှိတယ်။မင်းတတိရှိရင်အဲ့ဒီမင်းလက်ထဲကကက်ကြီးနဲ့ကြုတ်ကိုထိုးတက်လိုက်။ပြီးပြီ။ကျမအဖမ်းခံရမှာပေါ့။မဟုတ်ဘူးလေ။အဲ့ဒါကလွယ်လွယ်လေးရေကျမကိုမတော်မတရားကျင့်လို့တက်လိုက်တာပါလို့ရဲကို ပြောလိုက်ရင်ရတာပဲ ိုးအဲ့ဒါကဟုတ်မှာမဟုတ်တာမဟုတ်တာကိုဟုတ်အောင်လုပ်ယူရမှာပေါ့မင်းကိုမှကျုပ်ကဆွဲလွဲထားတယ်လို့အင်ကြီးတွေဆွဲပြေတပင်တွေဖွာလန်ကျဲအောင်လုပ်ပြေကိုမှကုတ်ရချစ်ရတွေလုပ်ပြီးတော့ကျုပ်ကိုကိုလည်းမင်းလက်ထဲနဲ့ကုတ်ထားပစ္စည်းပစ္စည်းတွေကိုရုံးကန်လှူရှားထားပုံပေါ်အောင်ဖျို့ဖျဲလှုပ်ထားအဲ့ဒီလောက်ဆိုရင်တော့လုံလောက်ပါပြီ။ရှင်ဘာတွေပြောနေတာလဲ။မင်းအကျုပ်ကိုတတ်ချင်ရင်အပြည့်လုံအောင်တတ်တဲ့နည်းကိုပြောတာပါ။ မလုပ်ပါဘူးကျမမလုပ်ပါဘူးဒါဆိုရင်ကျုပ်အနိုင်ကျင့်သမျှမင့်ခံနေမေပေါ့ဟုတ်လားရဲများရောက်လာတဲ့အခါသူကစုံလေထိုင်ကုန်ဘေးကကျန်းပြင်မှာအင်ကြီးချူကြီးနဲ့ပလက်လန်လေးကြလျက်ဘဲဘဲရှင်အုံမှာသွေးများချင်းချင်းနေလျက်သွေးများကကျန်းပြင်ပေါ်မှာစီကြနေထိုင်ကုန်ဘူးကလေးတစ်ခုပေါ်မှာစင်စင်ကတုံတုံကြီးကြီးနဲ့ထိုင်နေသူ့ရဲ့လက်မှာကကြီးတစ်ချောင်းကိုခြင်ထားတယ်ကကြီးမှလည်းသွေးများရဲရဲနေနေတယ် ။တပင်တွေကဖွာလန်းကြီးအင်းကြီးတွေစုပ်ပြဲလျက်ပခုံးမှာကုတ်ရချေရတွေနဲ့ပဝင်းကျင်မှာလေခေါင်းလျှော်ရီဘူးတွေအလာပြင်းစေးဘူးတွေကရိယာတွေပြန်ကျဲလျက်ကျမသူ့ကိုဟောဒီကကြီးနဲ့ထိုးတက်လိုက်တာပါ။ကျမကိုသူဘလကာယာလို့လို့စိန်စိန်ကရဲရရှိကိုဖြောင်းချက်ပြီးဝန်ခံနေဇလန်းကအစကလေးကအကြီးတန်းစွာဆလာရီဇလန်းခုတော့လေအကြီးတန်းစွာနဲ့ဇက်သိမ့်သွားရပြီ။ နေကမျက်မှန်နေပုပ်ကိုကတေရွာကိုအာရမကျင့်သည်ဖြင့်ကက်ကြီးနှင့်ထိုးခဲ့သူစင်စင်ကထောင်နေကိုသို့တော်လေနောက်ဆက်တွဲအကြောင်းအရာလေးများကိုထပ်မံတီးခွင့်ရခဲ့မည်ဆိုရင် ကြေကွဲပွေကောင်းနေတယ်လို့ဆိုရတော့မယ်စင်စင်ခင်မုံမောင်မောင်က မောင်ကားနဲ့တိုက်ခဲ့မိတာခွေးပေါမမကြီးအဲ့ဒါကိုမောင်ပြောခဲ့တာပဲမမကအစိုးရိမ်လွန်ပြီးတော့မယုံခဲ့တာသူတို့ဆိုတဲ့စကားစင်စင်မောင်ကြားလေးရဲ့ သူကျွန်တော်တို့ကိုပြောခဲ့တယ်လို့တကယ်သေးချင်လို့လုပ်ခဲ့ပုံမေမမစိန်မမစိန်ကိုမတရားကြံကျင်လို့ဟုတ်ပုံမရအောင်တို့တို့ဆိုတဲ့စကားနဲ့စိန်စိန်အမှုစီရင်ချက်ချတဲ့နေ့မှာဘိန်းတက်ကလေးထိုင်ကလေးနဲ့ရောက်လာပြီးအသက်16နှစ်အရွယ်ကလေးမလေးတယောက်လာပြီးတော်ရီစာအိတ်ကြီးတိတ်စာအိတ်ကိုဖွင့်လိုက်တဲ့အခါငွေဆက်ကူမြောက်စိန်စိန်ထံမှာထိုသူတောင်းယူသွားတဲ့ငွေနဲ့သိပြီးတော့စာရွက်ကလေးတွေကမျက်မှန်နဲ့ပုတ်ကူကြည့်ကြိုတင်စီစဉ်ရေးထားပြီး သမီးထံပေးထားခဲ့ဟန်တူတဲ့စာရွက်ကလေးဖြစ်တယ်။မင်းကလေးကျုပ်သမီးကလေးအတွက်လိုအပ်နေလို့ကျုပ်မင်းစီကချီးယူခဲ့တဲ့ငွေတွေကိုပြန်ဆက်လိုက်ပါရယ်။အသက်အာမခံကရတဲ့ငွေနဲ့ပြန်ဆက်လိုက်တာပါ။အသက်အာမခံငွေတွေရဖို့ကျုပ်ကိုနောက်ဆုံးကူညီခဲ့တဲ့ဂျေဆုကိုတော့ကျုပ်နောင်ဘဝကြာမှာပဲဆက်ပြရစီ။ဂျေဆုအထူးတင်ပါရယ်။စာရေးသူဆရာကြီးကိုလည်းဂျေဆုတင်ပါရယ်။ဟုတ်ကဲ့ ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါလိမ့်ရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန္ဒပဲဖြစ်ပါတယ်ရှင်။